မင်္ဂလာဆောင်သောမဟေးဦးရဲ့နေဆိုပြီးတဲ့စဉ်ကိုတချင်းတပုံးနဲ့တုံ့ပြန်လိုက်တဲ့အဝိုင်းစုခိုင်တဲ့ပရိသတ်များအလုံးမင်္ဂလာပါရှင်ငယ်စဉ်ဆုံးတွဲလို့ချစ်စနိုးခေါ်ကြတဲ့မင်းသားကျော်ဟင်းဦးရဲ့နဲ့မင်းသမီးကျော်ဆိုပြီးတဲ့စဉ်တို့ရဲ့မင်္ဂလာသတင်းတွေပြန့်နှံ့နေတဲ့အချိန်မှာပဲတချင်းကသူ့ရဲ့အခြေဦးဖြစ်ခဲ့တဲ့ဆိုတော့ဝိုင်းစုခိုင်တဲ့ကတချင်းတပုံးကိုပညာသားပါပါနဲ့ထုတ်ပြန်လိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပါပဲဟင်းဦးရဲ့နဲ့ဆိုပြီးတဲ့စဉ်တို့ရဲ့မင်္ဂလာပွဲဟာမင်္ဂလာပွဲ၆ပွဲတည်တည်နဲ့ကြီးကြီးခမ်းနားစွာနဲ့ကျင်းပဖို့အတွက်ပြင်ဆင်နေကြတာပါသူတို့နှစ်ဦးရဲ့ဂျီနူးစီယာပုံ ရေးတွေခန်းထားတဲ့ပြင်ဆင်မှုတွေကလူမှုကွန်ရက်ပေါ်မှာနေရယူနေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့ဝမ်းစုခိုင်တဲ့ရဲ့သချင်းအစ်တပုတ်ကထွက်ပေါ်လို့လာပါတယ်ဒီသချင်းကိုပရိသတ်တွေဘာကြောင့်ဒီလောက်တောင်အာယုံဆိုင်နေကြတာလဲအကြောင်းရင်းကတော့သချင်းရဲ့စာသားတွေပါပဲသချင်းထဲမှာဝမ်းစုခိုင်တဲ့ကတစ္ဆာရှိသူတွေအတွက်မျက်ရည်ပဲရတာလားဖောက်ပြန်သူတွေကတော့ပျော်ရွှင်မှုလားဆိုပြီးတော့မေးခွန်းထုတ်ထားတဲ့စာသားတစ်ချောင်းကကြားရတဲ့သူတိုင်းရဲ့ယဉ်ကိုထိမှန်သွားစေခဲ့ပါတယ် ဒီစာသားတွေကသူ့ရဲ့လက်ရှိခံစားချက်လားဒါမှမဟုတ်သူ့ရဲ့အတိတ်ကအချက်ဇာတ်လမ်းကိုပြန်လည်ရင်ညွှန်းနေတာလားဆိုပြီးပရိသတ်တွေကတော့ထင်ကြီးမျိုးမျိုးပြီးနေကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဟိဝရရဲ့နဲ့ဝမ်းစုခိုင်သိန်းတို့ဟာအနုပညာလောကမှာအရန်ကိုလူသိရှင်ကြားချစ်ကြတဲ့ဇုံတွဲတွဲဖြစ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်အချစ်ဦးတွေအဖြစ်တယောက်ကိုတယောက်ရန်ချစ်ခဲ့ကြပြီးတော့ပရိသတ်တွေကလည်းသူတို့ရဲ့အချစ်ရေးကိုအရန်အားပေးခဲ့ကြတာပေါ့။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။ အရင်အချိန်ရသတင်းနဲ့အရာတော့ဟင်းဝီရဲ့ရဲမိဘတွေဘက်ကဝိုင်းစုခိုင်သိန်းကိုသဘောမတူညီခဲ့ရကြအောင်သူတို့နှစ်ဦးရဲ့အချစ်စလန်ဟာကြေကွဲစွာနဲ့ပဲလမ်းခွဲခြင်းနဲ့ညီကုန်းချုပ်ခဲ့ရပါတယ်။အရင်နောက်ပိုင်းမှာတော့ဝိုင်းစုခိုင်သိန်းဟာအခြေအနေနဲ့ပတ်သက်ရင်ကံမကောင်းတဲ့သူတယောက်အဖြစ်ပြည်သက်တွေကသတ်မှတ်ခဲ့ကြပြီးတော့အမြဲတမ်းသူမတို့အစာနာစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။အခုတော့အချိန်တွေအကြာကြီးကုန်လွန်ပြီးတဲ့နောက်မှာဟင်းဝီရဲ့ကသူ့ရဲ့ဘဝလက်တွဲပေါ်အစ်တင်နဲ့တာယာပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုကိုထူထောင်တော့မှာပါ။ဒီအချိန်မှာရဲ့တစ်ချိန်ကအခြေဦးဖြစ်ခဲ့သူ ဝိုင်းစုခိုင်တိန်ကဒီလိုမျိုးရင်းနှင်းပွဲရာတချင်းစာသားတွေနဲ့တချင်းတပုတ်အစ်စ်ကိုထုတ်လိုက်တာက တိုက်ဆိုင်မှုတစ်ခုလောက်ဒါမှမဟုတ်ရင်းနှဲကခန်းစားချက်တွေကိုအနုပညာနဲ့ထုတ်ဖော်ပြသလိုက်တာလားဆိုတာကတော့စဉ်းစားစရာပါပဲ ပရိသတ်အများစုကတော့ဒါဟာအတိုက်ဆိုင်မှုတစ်ခုတည်းပိုတယ်လို့ယုံကြည်နေကြပါတယ်သူတို့ကဝိုင်းစုတယောက်သူရဲ့ခံစားချက်တွေကိုသချင်းလေးနဲ့ထုတ်ပြလိုက်တာအယံတော်တယ်ပညာသားပါတယ်ဆိုပြီးတော့သူ့ဘက်ကနေရက်တီပေးနေကြပါတယ်အထူးသဖြင့်ဟေးဝင်းရန်တယောက်ပျော်ရွှင်နေတဲ့ပုံရိပ်တွေမြင်ရတိုင်းအချင်းရေးမှာအသေးခွဲခဲ့ရတဲ့ဝိုင်းစုခိုင်တဲ့အတွက်ပူပြီးတော့မှစိတ်မကောင်းဖြစ်နေကြတာပါဒါပေမဲ့တစ်ဖက်ကကြည့်ပြန်ရင်လည်းအရာအလုံးကအတိတ်မှာကျန်ရင်းခဲ့ပါပြီဟေးဝင်းရန်ရောဝိုင်းစုခိုင်တဲ့မှာသူတို့ရဲ့ကိုယ်ပိုင်ဘဝလမ်းကြောင်းတွေအပေါ်မှာအဆင်ပြေနေကြပါပြီဒါပေမဲ့မမေ့နိုင် ်သေးတာကတော့သူတို့နှစ်ဦးရဲ့အချစ်ဇလန်းကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေပါ။ကဲပရိသတ်ကြီးတို့ရောဒီကိစ္စတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဝိုင်းစုခိုင်တဲ့တယောက်သူရဲ့ခံစားချက်တွေကိုတချင်းနဲ့တမင်တကာထုတ်ပြလိုက်တယ်လို့ထင်ပါသလား။ဒါမှမဟုတ်အနုပညာရှင်တယောက်အနေနဲ့တချင်းကောင်းတစ်ပုဒ်ကိုအချိန်ကိုက်ထုတ်လိုက်တဲ့ professional မှုတစ်ခုလိုပဲမြင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်